Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်မနက်ဖြန်ထွက်ရှိမဲ့ event အသစ်ကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးမစခင်မှာကိုယ့်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးညီကိုလေးရှင် subscribe နဲ့ပြီးတော့ဝင်ရံပေးပါအောင် subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းတောင်းလဲကျေးဇူးများကြီးတင်ပါတယ်ကြည့်တော့ let's go brother ကျွန်တော်ရဲ့အချင်းမဆွဲဖက်တဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ဒီ event လေးကတော့ goal တွေကို farming လုပ်ရမယ် event လေးပဲဖြစ်ပါတယ်ပုံမှန်တန်းလေးတိမ်မောင်တို့ကဒါ sneaky goblin နဲ့ပဲဖြစ်ဖြစ်ကြိုက်တဲ့ true နဲ့ပဲဖြစ်ဖြစ် farming သွားလာတဲ့ရလာတဲ့ goal တွေအကုန်လုံးကိုကိုယ့်ရဲ့ဒီမှာကလန်ထဲမှာပေါင်းပေးမှာပဲဖြစ်ပါတယ်ဗျ okay ကလန်ထဲမှာပေါင်းပေးမယ်ဆိုလို့ရှိရင်လည်းကလန်ထဲမှာ तू အဆင့်လိုက်လှထားထားပေးမှာဖြစ်ပါတယ်ဥပမာ number 1ကဘဒူဒါကို farming အများဆုံးဘဒူဘဒူဆိုအောင်လည်းဒီမှာ number ဆင်လိုက်လေးနဲ့ထားထားပေးမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ထိတ်ဆုံးမှာဆိုရင်ကျွန်တော်လက်ဆောင်ရမယ့်ဟာလေးတွေလည်းအများကြီးရှိတာပဲဖြစ်ပါတယ်ပုံမှန်ကျွန်တော်ဟာလန် event လိုမျိုးလေးပဲ challenge တွေတိုက်ရတာမဟုတ်ဘဲနဲ့အခု WWE event ဆိုလို့ရှိရင် ော့ကိုဖန်နိုင်တဲ့လောက်ကိုဒီပမာဏကိုဒီမှာပြထားပြီးတော့မှဒီတက်ကလန်လုံးရဲ့ဖန်နိုင်တဲ့အရေအတွက်ကိုလည်းပေါင်းပေးပြီးတော့မှရရှိမဲ့လက်ဆောင်လေးတွေပဲဖြစ်ပါတယ်ဗျ။ပထမဦးဆုံးအနေနဲ့ဒါ15မီလီယံပြည့်မယ်ဆိုလို့ရှိရင်တော့ပေါင်၅လုံးရမယ်ပြီးတော့ကျွန်50မီလီယံပြည့်လို့ဆိုရင်နောက်ထပ်၅လုံးထည့်ရမယ်ဒါ150မီလီယံပြည့်မယ်ဆိုလို့ရှိရင်လည်း event coin 950ကိုလည်းရရှိမှာဖြစ်ပြီးတော့မှအဲ့လိုမျိုးလေးပဲကျွန်တော်ပေါက်တွေ၅လုံး၅လုံးပေးပြီးတော့မှထိတ်ဆုံးမှဆိုရင်တော့ဒါ WWE ရဲ့ကပတ်လေးပေါ့နော်အဲ့ဒီကပတ်လေးကိုလည်းရရှိမှာပဲဖြစ်ပါတယ်ဗျ။ဒီအောက်လေးမှာဆိုလို့ရှိရင်တော့ကိုဘော့ဒါတပွဲတိုက်စာရလာတဲ့ဂိုးလေးတွေပဲဖြစ်ပါတယ်ဗျ။အဲ့ဒီဂိုးလေး တွေကကြတော့ဒီမှာရှိနေမှာဖြစ်ပါတယ်။သိမောင်းတော်ကကိုယ့်ရဲ့ဒီကလန်ရှာထဲမှာထည့်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးအစိမ့်လေးကိုနှိပ်ပြီးတော့မှလောက်လိုက်မယ်ဆိုရင်ဒါကလန်ထဲကိုဝင်သွားပြီးကိုယ့်ရဲ့ဂိုးပမာဏကလည်းတက်လာပြီးတော့မှဒီမှာကလန်ထဲကလူတွေအများကြီးနဲ့ပေါင်းပြီးတဖြည်းဖြည်းနဲ့ဒီထိတ်ဆုံးတီကိုရောက်သွားမှာပဲဖြစ်ပါတယ်ဗျ။ ဒီလိုပုံစံလေးနဲ့ brother တို့ကကိုယ်ကလမ်းမှာပြေးသွားပြီဆိုလို့ရှိရင်တခြားသူစီပါလဲသွားပြီးတော့မှကူညီလို့ရတာပဲဖြစ်ပါတယ်။ဥပမာကိုယ်ကလမ်းမှာတော့ဒီထိတ်ဆုံးနေရသွားပြီအကုန်လုံးကလက်ဆောင်နေယူပြီးသွားပြီဆိုလို့ရှိရင်လည်းနောက်ထပ်တစ်ကလမ်းမှာထပ်ပြီးတော့မှဒါကူညီလို့ရတာပဲဖြစ်ပါတယ်ဗျ။နောက်ပိုင်းကိုဘွားရဲ့ကလမ်းမှာကြာကိုဘွားတယောက်တည်းဆော့တာဖြစ်တဲ့ကြောင့်မပြေးလို့ရှိရင်အသိမောင်းတို့ရဲ့အကူအညီကိုကျွန်တော်တောင်းမှာပဲဖြစ်ပါတယ်။ Telegram မှာကိုဘွားကဒီကလမ်းကုန်လေးကိုရှာပေးပြီးတော့မှဘဒူဘဒူတွေဝင်လာပြီးတော့မှ family ကူညီပေးကြပါအောင်ဆိုပြီးတော့မှကျွန်တော်ကတည်းကအကူအညီတောင်းမှာပဲဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ကိုဘွားတယောက်တည်းဆော့တာဒီ1.6 billion လောက်ကိုကျွန်တော် family မလုံးနိုင်ဘူးလို့တော့စိတ်ထဲမှာထင်နေတယ်။ဒါပေမဲ့သူ့ ဲ့ event အချိန်လေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လုံနိုင်လိမ့်မယ်လို့တော့ထင်တယ်ဒါပေမဲ့တော်တော်လေးတော့အန်ကျေရမှာဗျအလုံးဝမနိုင်တဲ့အဆုံးမှာဆိုလို့ချင်း brother တို့အကူအညီကိုတောင်းပါမယ်အကြလို့ချင်းလည်းကိုယ့်ရဲ့ clan နဲ့ဝင်ပြီးတော့မှအကူအညီပေးလို့ရပါတယ်ဗျဒီ event ရဲ့အချိန်အားဆိုလို့ချင်းတော့ကျွန်တော်မနေ့ပြန်14ရက်နေ့ကနေစပြီးတော့မှကျွန်တော်22ရက်နေ့မှပြီးမှာပဲဖြစ်ပါတယ်ဗျဒီလောက်ကြာချင်းလေးဆိုလို့ချင်းတော့ဒီ family ပိုင်းမှာနိုင်တဲ့သူတွေရဲ့ပြဿနာမရှိဘူးမနိုင်တဲ့သူတွေတရားတော့ဒါကိုယ့်ရဲ့တရားရောက်တငယ်ချင်းတွေတော့ဒါအကူအညီတောင်းဖို့အကူဒီရနေပြီးတော့မှအချိန်ထားဖို့တော့အကြံပေးချင်ပါတယ်ဗျ โอเคဒီမှာဆိုရင်ကိုဘတပွဲလေးအရင်ဆုံးတိုက်ပြပေးမယ်ပြီးတော့ပြီဆိုလို့ကျတော့ကကင်းလင်းရှာမယ်ဒါတော့ကိုအစီအမံလိုတိုက်ပါတော့ပြီးတော့ကျွန်တော် VK လေးထည့်မယ်ပြီးတော့ Warden โอเค Blink ထည့်မယ်ပြီးရင်ကျွန်တော်ရှင်နာလေးကတ်တာနဲ့ Warden ဘယ်လိုဒီပွဲပဲကကိုရဲ့ဒီမှာ farm လိုက်တဲ့ goal တွေကိုတို့ကဘလောက်ဘလောက်ဆိုတာမှတ်ထားပေးတာပဲဖြစ်ပါတယ်ဗျအဲ goal တွေကလုံးဝဒီတိုက်လိုက်တဲ့တပွဲစာအတွက်ကိုကိုရဲ့ beach မှာကဘလောက်ပဲ full ဖြစ်နေပါစေ तू ကမှတ်ထားပေးမှာပဲဖြစ်ပါတယ်ဗျ even လို့နေကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ family သွားတဲ့ပတ်စံလေးတော့ဒီအောက်မှာတွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဒါကိုစောနာကိုပေါ့ပြောသလိုပဲကြော်ဒီလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ကလန်ထဲမှာ तू က point တက်သွားမှာပဲဖြစ်ပါတယ်ဗျာ okay ဒီမှာဆိုရင်ကျွန်တော်တို့10 million ဖြစ်သွားပြီအဲ့လိုလေးနဲ့ပဲကလန်ထဲကလူလေးတွေနဲ့ပေါင်းဆက်ပြီးတော့အန်ချိန်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးဟာဒီ WWE ရဲ့ကပတ်ကြီးကိုရရှိမှာပဲဖြစ်ပါတယ်ဗျာ okay အဲ့ဒါဆိုကျွန်တော်ဒီနေ့ video လေးတလောက်ပါပဲ video လေးအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းတောင်ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာအားလုံးပဲပဲပါကျွန်တော်တို့ next video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ